ကစုံရော့ကိုကြော်စာချီရင်ချက်စာကြတယ်လို့လူကြိုက်များရဲ့ကော်ရီခောက်ဆွဲဟုတ်ပေါ့။ဘာလာရှန်ကော်ရီတို့ထဲမှာလည်းသူ့ကိုထည့်စာကြပါရဲ့နော်။ဒီလိုမျိုးအမြဲစားနေကြကစုံရော့ကဘလိုမျိုးအာဟာရတွေပါလဲ။ဘလိုကျန်းမာရေးအကျိုးကျေးဇူးတွေရရှိနိုင်တယ်လဲဆိုတာကိုလူတော်တော်များများမသိကြပါဘူးနော်။ဒါကြောင့်မို့လို့ဒီဗီဒီယိုလေးထဲမှာတော့လူရင်းကြိုက်ကြတဲ့ကစုံရော့ကဘလိုမျိုးကျန်းမာရေးအကျိုးကျေးဇူးတွေပေးနိုင်တယ်လဲဆိုတာကိုပြပြပေးသွားမှာပဲဖြစ်ပါရဲ့။ဗီဒီယိုလေးမစခင်မှာညီမရဲ့ channel လေးကို subscribe လုပ်ရသေးရင် subscribe လေးလုပ်ပြီးတော့ရင်းနာအနုဒီ ွဲလို့လည်းနှိတ်ခဲ့ပေးပါဦးနော် က်ကနေရရှိလာမယ့်ကျန်းမာရေးအကျိုးကျေးဇူးတွေထဲပထမတစ်ချက်ကတော့သွေးရင်းကိုလက်စထရောကျစီတာပါ။ကစိုးရက်ကကိုလက်စထရောကျစီတာနဲ့ကိုယ်အလေးချိန်ကျစီဖို့အတွက်အထောက်အကူပြုပါရယ်။ဒါကြောင့်ကစိုးရက်ကြော်စားပေးတာကခန္ဓာကိုယ်ကမကောင်းတဲ့ကိုလက်စထရောတွေကိုရောကျစီမှာပဲဖြစ်ပါရယ်။နောက်တစ်မျိုးကတော့အသည်းအတွက်အကောင်းပါရယ်။ကစိုးရက်မှာပါဝင်တဲ့ဒလိုဆန့်ကျင်အာနိသင်တွေကအသည်းကိုအဆိပ်တောက်ကင်းစီဖို့နဲ့အသည်းနဲ့ပတ်သက်တဲ့ပြဿနာတွေကိုပြန်လည်ကုစားရမှာအထောက်အကူပေးပါရယ်။အဆိပ်ပြင်းစီရယ်လို့ဆိုကြတဲ့ကစိုးရက်ရဲ့အစွမ်းတက်တီ တယ်မယ်ပေါ့နော်။နောက်တစ်မျိုးကတော့သွေးအားနဲ့ယောဂါကာကွယ်ပေးပါတယ်။တန်တက်လုံလောလောရရှိမယ်ဆိုရင်သွေးအားနဲ့ယောဂါတွေမဖြစ်စေနိုင်ပါဘူး။ကိုရင်ဆောင်တိမှာဆိုရင်တန်တက်ကိုပို့ပြီးတော့အရေးတကြီးလိုအပ်ပါရဲ့တန်တက်ပြေးွားနေမှဆိုရင်သွေးနီယူဆဲတွေဖြစ်ပေါ်မှုအားပေးပြီးတော့သွေးအားကောင်းစေပါပါကစုံရင်းနှွနှူလေးတွေကသွေးအားနည်းသူတွေအတွက်အကောင်းဆုံးတက်စာတစ်မျိုးပဲဖြစ်ပါတယ် နောက်တစ်မျိုးကတော့အစာချေစီဝမ်းမှန်စီပါရဲ့ကုစုံရရဲ့အမြင်တက်တွေကအစာချေစနစ်ကိုကောင်းမွန်စေတဲ့အပြင်အစာရင်လမ်းကြောင်းမှာပြဿနာတွေမဖြစ်အောင်လည်းကာကွယ်ပေးပါရဲ့အမြင်တက်လုံလောက်အောင်ရရှိတဲ့အခါအစာချေပြည့်နှံ့စွမ်းနေပိုကောင်းစေတဲ့ဝမ်းမှန်စီပါရဲ့ဝမ်းချုပ်တဲ့အခါမှာကုစုံရုပ်ကိုကြော်စားတာနဲ့ရေလုံပြုတ်စာမျိုးပြုလုပ်ပေးလို့ရပါတယ် နောက်တစ်မျိုးကတော့မျက်စိအားကောင်းစေပါရဲ့မျက်စိအားကောင်းခြင်းနဲ့ဆိုရင်ကစွန်းရက်လေးစားပြီးပါနော်ကစွန်းရက်မှာမျက်စိကျန်းမာရေးအတွက်အဓိကအရေးကြီးတဲ့ဗီတာမင်နဲ့လူရင်းဓာတ်တွေပါဝင်ပါတယ်ကစွန်းရက်ကမျက်စိအတွင်းတွေဖြစ်ခြင်းကိုလည်းကာကွယ်ပေးနိုင်ပါတယ်နောက်တစ်မျိုးကတော့ကိုယ်ခန္ဓာအားကောင်းစေပါရဲ့ကစွန်းရက်မှာဗီတာမင် C နဲ့အများကြီးပါဝင်တာကြောင့်ကိုယ်ခန္ဓာအားကောင်းမွန်စေပါရဲ့ကစွန်းရက်ကခန္ဓာကိုယ်ထဲမှာရှိတဲ့ free radical တွေကိုရှင်းချပြီးတဲ့ဓာတ်ဆန်းကျင်အာနိသင်တွေရှိနေတဲ့အပြင်ဗီတာမင်နဲ့သတ္ထုဓာတ်တွေအစွမ်းကြောင့်ကိုယ်ခန္ဓာစနစ် ျန်းမာစေဖို့လည်းအထောက်အကူဖြစ်စေပါတယ်။နောက်တစ်မျိုးကတော့နှလုံးကျန်းမာစေပါတယ်။ကိုလက်စထရောလကိုချော့ချပေးတဲ့အတွက်တွေးကြောပိတ်ဆို့တာတွေမဖြစ်စေတော့ဘဲနဲ့နှလုံးနဲ့လေဖြတ်တာတွေကိုလျှော့ချစေပါတယ်။ ဗီတာမင် A နဲ့ C တို့လိုမျိုးမရှိမဖြစ်လိုအပ်တဲ့အာဟာရဓာတ်တွေပါရှိတဲ့အပြင်သွေးရင်းကိုလက်စထရောပါကျဆင်းစေတဲ့အတွက်နှလုံးသွေးကြောပိတ်တာနှလုံးထိခိုက်တာ လေပြင်းတာတွေကိုကောင်းကွယ်ပေးတာဖြစ်စေပါတယ်။နောက်တစ်မျိုးကတော့ C နဲ့ကြောက်ကကျန်းမာရေးကိုကောင်းချိုးပြုပါတယ်။ကြောက်ကမကျန်းမာလို့ဆေးပြေတနာတွေရှိလို့ခံစားနေရတဲ့ဆိုရင်လည်းကစွန်းရစားပေးတာကောင်းပါရဲ့။ကစွန်းရမှာရေဓာတ်ပတ်ဝန်းမှုများတာကြောင့်စီးသွားစီပေါ်အတွက်အထောက်အကူပြုပါတယ်။ဒါဆိုရင်တော့ကြောက်ကကောင်းကောင်းအလုပ်လုပ်နိုင်ဖို့အတွက်ကူညီပေးပါရဲ့နော်။ ောက်တစ်မျိုးကတော့အရေပြားကျန်းမာစေပါတယ်။ကစွရက်မှာပါဝင်တဲ့အာဟာရဓာတ်တွေကအရေပြားဆဲလေးအသစ်ပြန်လည်ဖြစ်ပေါ်ဖို့အတွက်ကူညီပေးပါတယ်။အရေပြားမှာအမာရွတ်ဖြစ်ပေါ်တာအနီဇက်တွေဖြစ်ပေါ်တာကိုလည်းသက်သာစေပါတယ်။အေးဆက်ကြိုက်တာကြောင့်အမာရွတ်ကြံတာတွေကိုလည်းသက်သာစေခြင်းနဲ့ဆိုရင်တော့အနာပေါ်ကိုကစွရက်အေးအေးလေးကပ်ပေးရတဲ့အဆင်ပြေသွားနိုင်ပါရဲ့နော်။တခုတတိထားမှာတော့ကစွရက်ကအများကြီးဆိုင်ဝမ်းနုနိုင်တာကြောင့်အလွန်ကြုံမစားဖို့တော့လိုပါမယ်နော်။ ဒါတော့ဆိုရင်တော့ကစွန်ရဲ့ချမ်းမရဲ့အကျိုးစီးပွားလေးလေးပို့တည်သွားလိုက်ပြီလို့ထင်ပါရဲ့။ညီမရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြတော့အားလုံးကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြပါဖို့ရှင်။